နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ဟာကောင်စီတွဲဘက်အတွင်ရေးမှုဗိုလ်ချုပ်ကြီးရေးဝင်းဦးနဲ့ခရီးစင်မာလိုက်ပါလာတဲ့အဖွဲ့ဝင်များရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှုနဲ့တာဝန်ရှိသူများလိုက်ပါကမေလ31ရက်နေ့မနက်ပိုင်းမှာရန်ကုန်တိုင်းဒေသကြီးလှိုင်သာယာမြို့နယ်ရန်ကုန်ပသိမ်းလမ်းမပေါ်ရှိဘရင်နောင်တရားအစင်အနီးရောအတွင်းဝန်ဦးဖိုးလိုင်လမ်းထိပ်သို့ရောက်ရှိပြီး လူသွားစင်းကြံအသည့်ခင်းချင်းဆောင်ရွက်ထားရှိမှုနဲ့လမ်းဘေးဝဲရာမှာရေနှုတ်များအစင်းမြင့်တင်ထားရှိမှုတို့ကိုကြည့်ရှုစစ်ဆေးပြီးတာဝန်ရှိသူများရဲ့တင်ပြချက်များအပေါ်လှိုင်းတာယာမျိုးနယ်အတွင်းရေစည်းရေလာကောင်းမွန်စေရေးအတွက်ရေနှုတ်မြောင်များအား နှုံများဆဲတင်ခြင်းနဲ့ချောင်းဖြောင်ခြင်းလုပ်ငန်းတွေကိုဆက်လက်ဆောင်ရွက်သွားရန်လိုကြောင်းယခုရန်ကုန်ပသိမ်လမ်းမကြီးဟာအသွားအလာများတဲ့ပင်မလမ်းမကြီးဖြစ်တာကြောင့်လမ်းဘေးဝဲရာတစ်လျှောက်တန့်ရှင်းသက်ရမှုရှိစေရင်လှိုင်းသာယာမျိုးနယ်ရဲ့တန့်ရှင်းသာယာလှပမှုနဲ့စီကံစနစ်တကျရှိမှုတို့ကိုပြသ၍ဂုံယူကြရန်လိုကြောင်းနဲ့အခြားလိုအပ်တာများလမ်းညွှန်မှာကြားခဲ့ပါသည် အဒီနောင်နိုင်ငံတော်ဝန်ကြီးချုပ်နဲ့အဖွဲ့ဝင်များဟာရန်ကုန်ပသိမ်လမ်းမပေါ်ရှိကနောင်မင်းသားကြီးလမ်းထိပ်နေရာမှာတောင်ပတ်ချံလမ်းဖြတ်ကူတရာဆောင်ရွက်ပြီးစီးမှုအခြေအနေများလူသွားစင်းကြံအသည့်ခင်းကျင်းထားရှိမှုအခြေအနေများရေစည်းရေလာကောင်းမွန်ရေးဆောင်ရွက်ထားရှိမှုအခြေအနေများကိုကြည့်ရှုစစ်ဆေးကတာဝန်ရှိသူများရဲ့တင်ပြချက်များအပေါ်လူသွားစင်းကြံခင်းကျင်းထားရှိမှုမှာကောင်းမွန်ပြီးလူသွားစင်းကြံပေါ်မှာတည်ရှိနေတဲ့လျှက်စစ်တံအပေးတိုင်းများကိုစင်းကြံဧရိယာပြင်ပသို့ရွှေ့ပြောင်းသွားရန်ရေနှုတ်မြောင်းများအတွင်ရေစည်းရေလာကောင်းမွန် ွန်စီရေးတို့အတွက်လိုအပ်တာများကိုလမ်းညွှန်မှကြားခဲ့ပါသည်။ ဆက်လက်ပြီးနိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များဟာရန်ကုန်ပသိမ်လမ်းမအတိုင်းဆက်လက်ထွက်ခွာလာခဲ့ပြီးတောင်ကြားချောင်းတရားနေရာတို့ရောက်ရှိကရေစည်းရလာကောင်းမွန်ရေးဆောင်ရွက်ထားရှိမှုအခြေအနေများကိုကြည့်ရှုစစ်ဆေးပြီးလိုအပ်တာများကိုလမ်းညွှန်မှာကြားခဲ့ပါသည်။ အဲဒီနောက်နိုင်ငံတော်ဝန်ကြီးချုပ်နဲ့အဖွဲ့ဝင်များဟာရန်ကုန်အနောက်ပိုင်းဤပညာတက္ကသိုလ်သို့ရောက်ရှိကြပြီးတက္ကသိုလ်အဝင်လမ်းမကြီးနဲ့လူသွားစင်ကြံခင်းကျင်းထားရှိမှုအခြေအနေများအဝင်လမ်းတစ်လျှောက်တစ်ပင်ပန်းမှန်စိုက်ပျိုးထားရှိမှုများကိုကြည့်ရှုစစ်ဆေးပြီးတာဝန်ရှိသူများရဲ့တင်ပြချက်များပေါ်လိုအပ်တာများလမ်းညွှန်မှာကြားခဲ့ပါသည်။ အဲ့ဒီနောက်နိုင်ငံတော်ဝန်ကြီးချုပ်နဲ့အဖွဲ့ဝင်များဟာတက္ကသိုလ်ဆောင်ပတ်လန်းအတိုင်းမော်တော်ယာဉ်များဖြင့်ကြီးရှုဆစ်ဆေးခဲ့ပြီးပါမောက္ခချုပ်ဒေါက်တာကြီးစိုးနဲ့ဆရာဆရာမများအားတွေ့ဆုံကတက္ကသိုလ်၌ကျောင်းသားကျောင်းသူများတက်ရောက်တင် जा လျက်ရှိမှုအခြေအနေများကိုမေးမြန်းခဲ့ပါသည်အရင်နောက်တက္ကသိုလ်ပါမောက္ခချုပ်နဲ့တာဝန်ရှိသူများရဲ့ တက္ကသိုလ်ဆိုင်ရာတင်ပြချက်များတင်ပြမှုအပေါ်တက္ကသိုလ်၌တက်ရောက်သင်စားလျက်ရှိတဲ့ကျောင်းသားကျောင်းသူများရဲ့သွားလာမှုအဆင်ပြေစေရန်အိဆောင်များကောင်းမွန်မှုရှိစေရေးတို့ကိုအလေးထားဆောင်ရွက်သွားရန်လိုကြောင်းရန်ကုန်အနောက်ပိုင်းဤပညာတက္ကသိုလ်အနေနဲ့လှိုင်းသာယာမျိုးနဲ့ရေစည်းရေလာကောင်းမွန်စေရေးနဲ့ပတ်သက်၍လည်းသူတေသနာပြုဆောင်ရွက်သွားရန်လိုပြီးမြို့ပြအင်ဂျင်နီယာဘွယ်တန်းတက်ရောက်နေတဲ့နောက်ဆုံးနှစ်ကျောင်းသားကျောင်းသူများကိုအဖွဲ့များခွဲကအပိုင်းအလိုက်သူတေသနာပြုအဖြေရှာဆောင်ရွက်သွားရန်လိုကြောင်းနဲ့အခြားလိုအပ်တာများကိုမှတ်ကြားခဲ့ပါသည်။ အဒီနောက်နိုင်ငံတော်ဝန်ကြီးချုပ်နဲ့အဖွဲ့ဝင်များဟာဘရင်အောင်ပန်းစံတို့ရောက်ရှိကြပြီးလိုင်သာယာမျိုးနဲ့အကွက်ချပုံစံငယ်အားကြီးရှုကမျိုးပြဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆက်လက်ဆောင်ရွက်သွားနိုင်ပြီးအခြေအနေများနဲ့ပတ်သက်၍တာဝန်ရှိသူများကိုဆွေးနွေးမှကြားခဲ့ပါသည်။ အရင်နောက်ပန်းချံရှင်းလင်းဆောင်ခံမမှာရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့မြို့တော်ဝန်တို့ကလှိုင်းသာယာမြို့နယ်အတွင်းရေစည်းရေလာကောင်းမွန်စေရေးအတွက်ဇလားပုံကွန်ကရစ်ရေမြောင်းများဖောက်လုပ်ဆောင်ရွက်လျက်ရှိမှုရန်ကုန်ပသိမ်လမ်းမကြီးတရှောင်းညောင်တုံးလမ်းရွှေပြည်သာတံတားနဲ့ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်ဝင်းအတွင်းရေစည်းရေလာကောင်းမွန်စေရေးဆောင်ရွက်ထားရှိမှုရန်ကုန်ပသိမ်လမ်းနဲ့ညောင်တုံးလမ်းဝဲရမှာလူသွားစင်ကြံများပြုလုပ်လျက်ရှိမှု လူကူးတံတားများတိဆောက်ပြီးလျက်ရှိမှုရန်ကုန်အနောက်ပိုင်းဤပညာတက္ကသိုလ်ပတ်လန်းအားနိုင်လွန်ကတ္တရာခင်းချင်းပြီးစီးမှုတို့နှင့်ပတ်သက်၍ရှင်းလင်းတင်ပြခဲ့ပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ကလိုင်သာယာမှာရည်စည်းရလာကောင်းမွန်ရေးဟာအဓိကဖြည့်ရှင်းဆောင်ရွက်ပေးရမည့်ကိစ္စတစ်ခုဖြစ်တာကြောင့်အလေးထားဆောင်ရွက်သွားရန်လိုကြောင်းရန်ကုန်ပသိမ်လမ်းနှင့်ညောင်တုံးလမ်းတို့ဟာလမ်းမကြီးများဖြစ်တာကြောင့်ပြည်သူများစနစ်တကျသွားရောက်နိုင်ရေးလူသွားစင်းကြံများကိုအဆင့်မီမီဆောင်ရွက်သွားရန်လိုကြောင်းလူကူးတံတားများတိစောက်ရမှာလဲတတ်မှတ်ချက်များနှင့်အညီသာစောင့်လုပ်သွားကြရန်လိုကြောင်း လူသားစင်းချက်များပေါ်မှာတည်ရှိနေတဲ့လျှက်စစ်တပ်အတိုင်းများအစနစ်တကျဖြင့်ကင်းလွန်ရသူပြောင်းရွှေ့စိုက်ထူသွားရန်လိုကြောင်းလိုင်သာယာမျိုးနယ်အတွက် town plan နဲ့ developing plan တို့ကိုစနစ်တကျရေးဆွဲအကောင့်ထဲပေါ်သွားရန်လိုကြောင်းလျှက်စစ်မီနီပတ်သက်၍လည်းရန်ကုန်မြို့တော်စီပင်တရားရေးကော်မတီရဲ့အစီအစဉ်ဖြင့် နေရောင်ခြည်စွမ်းအင်သုံးလျက်စစ်မီထုတ်လုပ်မှုစီမံချက်ကိုရေးဆွဲထားရှိရန်လိုအပ်ပါကြောင်းလှိုင်သာယာမြို့နယ်အတွင်းရှိဆက်ရုံအလို့ယုံများမှနေမြေဒေသအပေါင်းစုံမှလာရောက်အလို့လုကင်ကြသူများရဲ့နေထိုင်မှုလုံခြုံရေးစားရေးအတွက်လိုအပ်တဲ့အစားအသောက်များကိုတတ်တာသောဈေးနှုန်းဖြင့်ဝယ်ယူရရှိရေးတို့ကိုလည်းထည့်သွင်းစဉ်းစား၍တတ်နိုင်သမျှဖြည့်ဆည်းဆောင်ရွက်ပေးကြရန်လိုကြောင်းနေထိုင်သွားလာမှုများ စည်းကမ်းတကျဖြစ်စေရေးအတွက်လည်းထိမ့်သိမ်းဆောင်ရွက်ပေးကြရန်လိုကြောင်း social security နှင့်ပတ်သက်၍လည်းထည့်သွင်းစဉ်းစားဆောင်ရွက်ပေးကြရန်လိုကြောင်းရင်းတို့ကိုမှာကြားခဲ့ပါသည်။ အဒီနောင်နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များဟာညောင်တုံးလန်းအတိုင်းမော်တော်ယာဉ်များဖြင့်လှည့်လေကအောင်စီရတံတားအနီးမှာတပင်ရွှေထီးလမ်းဖြတ်ကူတံတားတိစားမှုလုပ်ငန်းခွင်သို့ရောက်ရှိကြပြီးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအားရှင်းလင်းတင်ပြမှုများအပေါ်လိုအပ်တာများလမ်းညွှန်မှကြားခဲ့ပါသည်။ အရင်နောက်နိုင်ငံတော်ဝန်ကြီးချုပ်နဲ့အဖွဲ့ဝင်များဟာရန်ကုန်တိုင်းဒေသကြီးအတွင်ရှိရွှေပြည်သာမျိုးနယ်၊မင်္ဂလာတုံမျိုးနယ်၊မြောက်ဩကလာပါမျိုးနယ်၊မြောက်တကုံမျိုးနယ်နဲ့တောင်ဩကလာပါမျိုးနယ်များအတွင်မော်တော်ယာဉ်များဖြင့်လှည့်လည်ကာလမ်းနဲ့နမိတ်များစနစ်တကျရှိစေရန်လမ်းဘေးဝဲရာတို့ရှောင်းရေစည်းလာကောင်းမွန်စေရန်ရင်စည်းကမ်းလမ်းစည်းကမ်းများစနစ်တကျရှိစေရန်တန်ရှင်းသားရလှပမှုရှိရတို့နှင့်ပတ်သက်၍တာဝန်ရှိသူများကိုလိုအပ်တာများလမ်းညွှန်မှာကြားခဲ့ပါကြောင်းသိရှိရပါတယ်ရှင်။